တို့ကျမနေရစောစောထွက်ပါတယ်။ယာရီဘောမူတီပြီးမနေ့9နိုင်မှ9နိုင်ဂျာမထွက်ပါတယ်။ဒါပေမဲ့နေတော်မထွက်ခင်နိုးတဲ့လူတယောက်ရှိပါတယ်။အဲ့ဒါကဂျပန်ရဲ့ဝန်ကြီးချုပ်တိစန်ဒီတိုင်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ပတ်မှာတို့ကျမျိုးသားအများစုအိတ်နေချိန်မှာဝန်ကြီးချုပ်ကသူမရဲ့လက်ထောက်တွေကိုရုံးခန်းကိုခေါ်ခဲ့ပါတယ်။အချိန်ကမနေ့3နိုင်ပါ။ဒီဝေချက်ကတော့ budget committee ဂျာနာမှုကိုပြင်ဆင်ဖို့အတွက်ဖြစ်တယ်ဒီဂျာနာမှုဟာ960နောက်မှဖြစ်မှာ အစီအစဉ်ရှိပါတယ်ဒီနေရာဟာအရေးကြီးပါတယ်ဒီလို အစည်းအဝေးဟာပုံမှန်မဟုတ်ပါဘူးဝန်ကြီးချုပ်တကိုင်းအတွက်ဒါဟာပုံမှန်ပါပဲဒါဟာသူမရဲ့နေ့စဉ်လှုပ်ယူလှုပ်စင်ပါဒါဂျပန်ရဲ့အဟောင်းယုံကြည်ချက်ကနေဖန်တီးထားတဲ့ဘဝပုံစံပါအလုံးအလုံးအလုံးပဲဖြစ်ပါတယ်ဝန်ကြီးချုပ်ကသူမနိုင်ရင်နှစ်နိုင်ရပဲအိတ်တယ်လို့ဆိုပါတယ်။ကံကောင်းရင်နိုင်ရင်လေးနိုင်ရင်အိတ်ရပါတယ်။တခိုင်းကဒါဟာသူမရဲ့အသားအရေအတွက်မကောင်းဘူးလို့ဝန်ခံပါတယ်။ဒါပေမဲ့သူမ အသက်မွေးမကြောင်းအတွက်ကောင်းတယ်လို့ဆိုပါတယ်အဲ့ဒါနဲ့သူမလို့ဖို့ကံဖက်တွေကိုအတူတူလို့ဖို့လိုချင်ပါတယ်တကိုင်းဟာသူမရဲ့ပါတီအဖွဲ့ဝင်တွေကိုမြင်းလို့အလုပ်လုပ်ပါလို့ပြောခဲ့ပါတယ်ဒါအလုပ်ဟာဝန်ကြီးချုပ်ညနေနဲ့ညအလုပ်လုပ်နေတာကိုဆိုပြီးလှုပ်ဆောင်မှုတွေရှင်းနေပုံရပါတယ်ဒါပေမဲ့နောက်ခံအခြေအနေဟာအလွန်အရေးကြီးပါတယ်ဘာကြောင့်လဲဆိုတော့ဒါဂျပန်မလို့ပါဂျပန်ဟာကရှိရိုကရိုရှိဆိုတဲ့ ဆိုစကားတခုရှိခဲ့ပါတယ်။ဒါပါကိုဆိုလိုတဲ့ဆိုတာတိလား။ဒါဟာအလုတ်လွန်ကဲမှုကြောင့်တည်ဆုံခြင်းလို့အဓိပ္ပာယ်ရပါတယ်။ဂျပန်တွေဟာအလုတ်လွန်ကဲမှုကြောင့်တည်ဆုံခြင်းဆိုတဲ့ဆိုစကားတခု ရှိပါတယ်။ကရုရှိဟာအလုတ်လွန်ကဲမှုကြောင့်ဖြစ်တဲ့တည်ဆုံမှုပါ။ဂျပန်ကဒီလိုအများကြီးတွေ့ခဲ့ရပါတယ်။ဒါဟာသူတို့နိုင်ငံဇက်လန်နဲ့လည်းဆက်ဆံနေပါတယ်။ဂျပန်ရဲ့စီးပွားရေးဟာ1990နဲ့1989နှစ်တွေမှာအရင်မြန်ဆန်စွာ ကြီးထွားခဲ့ပါတယ် လူတွေကလူတိုင်းအရန်စူးစမ်းခဲ့လို့ကြီးထွားတယ်လို့ထင်ခဲ့ကြပါတယ်အဲ့ဒီတက်ကအချိန်ဟာမှန်ပါတယ်ဒါပေမဲ့အချို့ပဲမှန်ပါတယ်ဒါပေမဲ့ကြီးထွားမှုဟာဂျပန်ရဲ့စမှုလုပ်ငန်းတွေခင်မိခဲ့လို့တမကရီစီကန်ရှိခဲ့လို့နဲ့နိုင်ငံရဲ့စုဆောင်မှုမြင့်မားခဲ့လို့လည်းပါပါတယ်ရှိလာတဲ့အချိန်တွေမှာရင်ကျမှုပေါ်ပြချက်တခုပဲဖြစ်ခဲ့ပါတယ်သူတို့ကအမြဲတမ်းစီးပွားရေးလိုအပ်ချက်မဟုတ်ခဲ့ပါဘူးဒါပေမဲ့ရင်ကျမှုဟာပိုခက်ခဲပြီးတင်းကျပ်လာခဲ့ပါတယ် ဒါအလွန်အမင်းဖြစ်လာပြီးအသက်တွေယူဆောင်လာခဲ့ရပါတယ်ဒီလိုနဲ့ကယ်ရိုစီဆိုတဲ့အသုံးနှုန်းဟောင်းမွေးဖွားလာခဲ့ပါတယ်အဲ့ဒီမှာယနေ့ထိဆက်လက်ရှိနေပါတယ်အခုတောင်ဂျပန်လူမျိုးပြင်းပြဟာနိုင်ခုနှစ်နိုင်နဲ့10မိနစ်ပဲအိပ်ပါတယ်ဒါဟာကမ္ဘာပြင်းပြထက်မိနစ်38မိနစ်နည်းပါတယ်ဂျပန်မှာအလုပ်ချိန်ဟာရုံးကထွက်ချိန်မှာမပြီးဆုံးသေးပါဘူးမင်းဟာလုပ်ဖို့ကံဖက်တွေနဲ့အတူဆက်နေရပါတယ်မင်းဟာ မင်းရဲ့တထင်းနဲ့အတူအရက်တော့ပါမယ်မင်းဟာတန်းခွဲတကောင်အချိန်မှာရမှန်စားရပါမယ်ဒီအားလုံးပြီးမှမင်းရဲ့အလုပ်ချိန်ဟာတကယ်ပြည့်စုံပါတယ်ဒါဟာပြဿနာပါအဲ့ဒါဟာရေရှည်မခံနိုင်ပါဘူးဒီနိုင်ငံရဲ့ဝန်ကြီးချုပ်ကအိတ်ဆက်ချင်ဟာရွေးချယ်စရာတခုပဲလို့ဆိုတဲ့အခါမှာသူဟာသူမဟာရှိပီသားအန်ဒီယာရှိတဲ့ရင်ကျမှုကိုအားကောင်းစေပါတယ်ဂျပန်ဟာရှိပီသားပြင်ပန်းနေပါပြီသူတို့ရဲ့အလုပ်သမားတွေကပြင်ပန်းနေကြပါတယ် အဲ့ဒါဟာသူတို့ရဲ့ကလေးမျိုးဘဝနှုတ်ကြဆင်းမှုတဲ့အကြောင်းရင်းတရားလို့မြင်ပါတယ်ဒါပေမဲ့နောက်ပြဿနာတစ်ခု ရှိပါတယ်တက္ကန်ခါဒီအဆုံးမဲ့အလုတ်လုတ်ရေးအတွေးကိုယုံကြည်တဲ့တယောက်တည်းမဟုတ်ပါဘူးသူမဟာစီလာတဲ့အလုတ်ချိန်တွေကိုချီကျူးတဲ့ကမ္ဘာလုံးဆိုင်ရာအောင်မြင်သူတွေရဲ့အဖွဲ့ရဲ့တစိုက်တရားဖြစ်ပါတယ်အီလိုမတ်စ်ကတချိန်ကတပတ်ကိုနိုင်40ပဲလုတ်လုတ်ပြီးကမ္ဘာကို ပြောင်းလဲနိုင်တဲ့သူမရှိဘူးလို့ဆိုခဲ့ပါတယ် Jeffrey Jeff Bezos ကအလုံးနဲ့ဘဝဟန်ချက်မှုကိုနှစ်သက်တယ်ဆိုရင်ဟန်ချက်မှုမဟုတ်ဘူးလို့ဆိုပါတယ်။နိုင်ရယာမူဂျီကအိန္ဒိယကိုတပတ်နိုင်ရီ80အလုံးချင်းစမ်းကြဖို့လိုချင်ပါတယ်။ဂျမားကတချိန်ကနေ့စဉ်နိုင်ရီ12နိုင်ရီတပတ်မှာ6ရက်အလုံးချင်းကိုကောင်းချီတခုလို့ဆိုခဲ့ပါတယ်။အန်ဒရနူရူကအလုံးနဲ့ဘဝဟန်ချက်မှုမရှိဘူးလို့ဆိုပါတယ်။ရှရခန်ကတချိန်ကအနာယူခြင်းကအပြည့်လို့ဆိုခဲ့ပါတယ်။ ဒီမှာရှင်းတဲ့ပုံစံတစ်ခုရှိပါတယ်အောင်မြင်သူတွေဟာအောင်မြင်မှုရဲ့လိုအပ်ချက်ဟာပို့အလုပ်လုပ်ရေးပို့အချင်းပို့လုပ်ရေးပို့ဆုံးလုပ်ဆုံးလုပ်ရေးကော်ဖီတောက်ရေးလိုများစွာယုံကြည်ကြပါတယ်ဒါဟာမှန်တယ်လို့ခံစားလို့ကောင်းကြောင်းရှိပါတယ်စူးစမ်းမှုဟာအရေးကြီးပါတယ်ဂတိကဝတ်ဟာအရေးကြီးပါတယ်နေ့စဉ်မိနစ်15မိနစ်ပဲပြေးပြီးမာရသွန်အနိုင်ရတဲ့လူမရှိပါဘူးဒါပေမဲ့လူတွေရှားရှားပဲရှုပ်တဲ့အမှန်တရားကဒီတနည်းပါအောင်မြင်မှုတွေဟာ trend ချက်တွေပါ သူတို့ဟာရှားပါတယ်သူတို့ဟာစရင် in trenches တွေပါလူတိုင်းသူတို့လိုနေဖို့စူးစမ်းရင်ကဘာဟာအင်လိုမတွေနဲ့ပြည့်မှာမဟုတ်ပါဘူးဒါအဲ့ဒါဟာကောင်းတဲ့အရာတော့ဖြစ်ပါလိမ့်မယ်အဲ့ဒီစားတာဟာပင်ပန်းနှုံနာခြာနေတဲ့ပြပြနေတဲ့လူတွေနဲ့ကဘာမှာပြနေမှာဖြစ်တယ်။ဒါဆိုဘာလို့တင့်တယ်လဲ။အဖြေကတော့ရိုးရှင်းမှုမဟုတ်ပါဘူး။စူးစမ်းမှုကအရေးကြီးပါတယ်။နိုင်ငံတစ်ခု၊ကုမ္ပဏီတစ်ခုလူတယောက်ဟာဘာမှမလုပ်ဘဲကြီးထွားမှုမရှိပါဘူး။ဒါပေမဲ့ လူသားထုတ်လုပ်မှုဟာကန့်သတ်ချက်ရှိပါတယ်။ဘယ်သူမှအောင်မြင်ဆုံးလူတော်မှဇီဝဗေဒကနေအမြဲတမ်းလွတ်မြောက်နိုင်မှုမရှိပါဘူး။မင်းဟာမင်းရဲ့ခန္ဓာကိုယ်ကိုတောအားပေးနိုင်ပါတယ်။မင်းဟာမင်းရဲ့စိတ်ကိုစမ်းထုတ်နိုင်ပါတယ်။ဒါပေမဲ့မင်းဟာနေ့စဉ်မနေ့သုံးတိုင်းမှာနေရင် နောက်ဆုံးမှာတစ်ခါခုပြည့်စုံမှာပါ။မင်းရဲ့အတွေးတွေမင်းရဲ့စွမ်းအင်အလုပ်ကိုအတိတ်ပဲရှိစေတဲ့အရာတွေမင်းဟာအမြဲပြင်းမနေချိန်မှာတဖြည်းဖြည်းပျောက်ကွယ်သွားမှာပါ။ ဒါဆိုတင်ငန်းစာဟာမြင်းလို့အလုပ်လုပ်ပါမဟုတ်ပါဘူးတင်ငန်းစာဟာဒီနေရာပါလိုအပ်ချိန်မှာကြိုးစားပါဒါပေမဲ့နိုင်တဲ့ချိန်မှာအနားယူရမှာဖြစ်တယ်နောက်ဆုံးမှာ what life balance လို့ခေါ်တဲ့အလုံးနဲ့ဘဝဟန်ချက်ညီမှုဟာရေရှည်ခဏယူအတွက်ရေးကြည့်ပါလား